ကျောင်းတိုင်းဆရာတော်ဖြစ်ပေမဲ့တက္ကမလေးနဲ့ KTV သွားခဲ့လို့လူထွက်လိုက်ရတဲ့ပျော်ပဲမျိုးကဆရာတော်ပရိသတ်များအားလုံးမင်္ဂလာပါရှင် TK Media ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် တာမန်အဖြစ်ကြောင်းထိုင်စီအောင်တော့တပားဆိုတာဒကာဒကာမတွေရဲ့ဥခိုက်ပူဇော်မှုကိုခံယူပြီးတော့တိလသမารီနဲ့ပြည်စုံရမယ်ပုံကူမျိုးဖြစ်ပါတယ်။ဒါပေမဲ့ပြောဝဲမျိုးနယ်ပြည်တော်အေးကြောင်းတိုင်းမှာဖြစ်ပျက်ခဲ့တဲ့ကိစ္စကတော့ဗုဒ္ဓဘာသာဝင်တွေအတွက်မျက်နာပူစရာကောင်းလွန်လှပါတယ်။ဇလန်းကတော့ဒီလိုပေါ့။မူလာကြောင်းထိုင်စီအောင်ကြီးပြန်လည်တော်မူသွားပြီးတဲ့နောက်ကြောင်းတိုင်းကိုဦးစီးဖို့အတွက်အရှင်မုန်နေတာဆိုတဲ့ယဟန်ကိုတောင်းဝင်လွှဲအပ်ခဲ့ကြပါတယ်။ဒေသခံတွေကတော့ဆရာတော်အစ်င့်နဲ့တာနာပြုလုပ်ငန်းတွေဆက်လုပ်ကြဖို့မျှော်လင့်ထား ားတာပါဒါပေမဲ့မျောလင်းချက်နဲ့လက်တွေကတခြားစီဖြစ်သွားခဲ့ပါတယ်။ကျောင်းတိုင်ဆရာတော်ဖြစ်ပြီးတိတ်မကြခင်မှာပဲဒီဆရာတော်ဟာသင်ငန်းဝကြီးနဲ့ KTB ရောက်သွားခဲ့ပါတယ်။ KTB ဆိုတာဘယ်လိုနေရာမျိုးလဲ။ဘာတွေလုပ်ကြလဲဆိုတာပြည်သက်ကြီးတို့အသိပါပဲ။ ရဟန်းသံဃာတပားအနေနဲ့လုံးဝလုံးဝချေမချတဲ့နေရာမျိုးဖြစ်ပါတယ်။တရင်နေရဆိုရင်ကာမကုံအာယုံတွေလွှမ်းမိုးတဲ့အဲ့ဒီနေရာမှာပျော်ပါနေခဲ့တယ်လို့သိရပါတယ်။ဒီကိစ္စကိုတရဏာရေးဆိုင်ရာတာဝန်ရှိသူတွေနဲ့တန်ခါနိုင်ရကအဖွဲ့ကစစ်ဆေးတွေ့ရှိသွားတဲ့အခါမှာတော့ချက်ချင်းဆိုသလိုလူဝေလဲစိတ်ပြီးတော့တရဏာဘောင်ကနေနှင်းထုတ်လိုက်ရပါတယ်။ဒီအထိကတော့တိတ်ခါမဆောင်တဲ့ဖုန်ကြီးတပါလူထွက်လိုက်ရတယ်ဆိုပြီးပြီးသွားနိုင်ပေမဲ့နောက်ဆက်တွဲပြဿနာကပိုဆိုးပါတယ်။အရှင်မွန်နေနောက်ခေါ်လူထွက်သွားတဲ့ပုံကအကြောင်း နေဒီအတိုင်းဆင်းသွားတာမဟုတ်ပါဘူး။သူရဲ့ဆွေမျိုးသားချင်းတွေနဲ့ပေါင်းပြီးတော့ចောင်းတိုက်ပိုင်ပစ္စည်းတွေကိုပါပြောင်းအောင်တည်သွားခဲ့တာပါ။ဒေသခံတွေရဲ့ပြောကြားချက်အရဆိုရင်တော့ចောင်းပိုင်ကားတစ်စီးတန်ဖိုးကြီးပရိဘောကတွေအလူခံရရှိထားတဲ့ဝိထုငွေတွေနဲ့ ။သင်ငန်းလေးကိုပါမကြံသေးဆောင်သွားတယ်လို့သိရပါတယ်။ဒါဟာတကယ်ကိုရင်နာစရာပါပဲ။ဒကာဒကာမတွေကဒီပစ္စည်းတွေကိုကိုယ့်ရဲ့ဝမ်းစာတွေကဖဲ့ပြီးတော့တရဏာအတွက်လူထားတာပါ။တန်ကြီးကပစ္စည်းလို့လည်းခေါ်ပါတယ်။ဖယားတရားတန်ကအတွက်ရည်စူးထားတဲ့ပစ္စည်းကိုလူဝေလဲပြီးမှကိုယ်ပိုင်ပစ္စည်းလို့သဘောထားပြီးတော့ယူဆောင်သွားတာဟာဗုဒ္ဓဘာသာအလို့ရဆိုရင်တော့ငရေကြီးရှိပါခံရမယ်အကုသိုလ်ကံကြီးပါ။ ဥပဒေအရကြီးမယ်ဆိုရင်လည်းဒါဟာခိုးမှုအလွဲသုံးစားလုပ်မှုမြောက်ပါတယ်။အခုချိန်မှာတော့မူလအလူရှင်တွေနဲ့ဒေသခံပြည်သူတွေဟာအင်မတန်မှဆိတ်ဆင်းရနေကြရပါတယ်။တစ်ဖက်ကကြီးညိုခဲ့ရတဲ့ဆရာတော်ကအခုလိုလိုသွားလို့စိတ်ထိခိုက်ခဲ့ရသလိုတစ်ဖက်ကလည်းကိုလူထားတဲ့ပစ္စည်းတွေပါသွားလို့နှမျောသက်သာဖြစ်နေရပါတယ်။လက်ရှိမှာတော့တကိစားကိုသက်ဆိုင်ရာကနေတိတိယောက်ယောက်အေးအေးယူပေးဖို့နဲ့ပါသွားတဲ့ကျောင်းပိုင်ပစ္စည်းတွေပြန်ရဖို့အတွက်ဒေသခံတွေကမျှော်လင့်နေကြပါတယ်။ဒီဖြစ်ရလေးကိုကြည့်ပြီးတော့သင်ခန်းစာယူစရာကတော့တရဏဝန်ထမ်းအမိခံ ြီးကိုစိုးရှာနေရဲ့ပုံကိုယ်ရင်းရှိနေတယ်လို့တရဏာညွန်းနှန်းစရာတွေကြုံတွေ့ရအောင်မှာပါဒါပေမဲ့စစ်မှန်တဲ့တန်ကားတော်ကောင်းတွေကလည်းအများကြီးရှိနေတရားကြောင့်ယုံကြည်မှုကတော့ပျောက်ဆုံးမသွားသင့်ပါဘူးကဲပရိသတ်ကြီးတင်ငန်းဝက်ကြီးနဲ့ KTV တန်လူမိသွားတော့လူထွက်လူထွက်တော့လဲကျောင်းပိုင်ပစ္စည်းတွေကဝမောင်းပိုင်စီးသွားတယ်အဲ့ဒီပုံကိုရဲ့လောရက်ပုံမှာဘယ်လိုမြင်ကြပါသလဲယူသွားတဲ့ပစ္စည်းတွေပြန်ရဖို့အတွက်ဘယ်လိုနည်းလမ်းတွေနဲ့လောပရိသတ်ကြီးတို့ရဲ့အမြင်ကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်